ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ဘိုက်ကျွန်တော်တို့ဆိုတော့ကျွန်တော်တို့ချစ်တဲ့လူတွေနဲ့သွားတာအမိမပေါ်ခိုင်းလို့တော့ကျွန်တော်ပေါ်လို့မရဘူးအခုနေပြီးတော့မှလည်းစံ6ပြည့်တထောင်နဲ့စီဇရောင်အဲ့ဒါစံကုန်တယ်အများကြီးစံကုန်တယ်အတင်းဥက္ကရာတို့ဘာလို့ဆိုတာရှိတယ်ကျွန်တော်လည်းနာမည်လည်းမသိဘူးနော်ကျွန်တော် online လည်းမှားတော့မှကြောက်တယ်လူတွေလည်းအဲ့ဒီစံကုန်တယ်ဥက္ကရာ နာမည်တော့ကျွန်တော်လည်းမသိပြနာမည်ဦးနဲ့တော့မေးလိုက်တယ်မေးတော့သူတို့ကလည်းပြောရင်ကြိုက်လားမကြိုက်လားမသိဘူးကျွန်တော်လည်းမပြောဘူးဗျာအဲ့ဒါစံပုံတဲ့ဥက္ကရာအတင်းကဒီလဲလုတ်လုတ်ပေးနေတယ်စံနဲ့ပတ်တိုင်အဲ့တော့စီတွေအောက်ကလူတွေလည်းအကုန်လှူနေတာပဲဒါတွေလို့ကျွန်တော်တို့နေမေမေရရနေလို့ကျွန်တော်တို့မပြောတတ်ဘူးပေါ့ဗျာသိရမလားဘယ်သူမှမကျွန်တော်မသိရကျွန်တော်အဲ့လိုလူကြီးတွေလိုက်လေလာနေလူမဟုတ်ဘူးကျွန်တော်အယိုးခံမယ်အခုဒီလူနဲ့တွေ့တယ်ဆိုရင် ဒီလူကဘာလို့လဲသူအပီရောအဆိုဟုတ်ကဲ့ခင်ဗျဟုတ်ကျွန်တော်လည်းအတက်ကြီးဟုတ်ကဲ့ငေးဟုတ်ကဲ့ငေးလည်းဟုတ်ကဲ့ကြီးလည်းဟုတ်ကဲ့ပဲဒါကကျွန်တော်ရဲ့ကိုနှုတ်အမူအရာပဲအေးဆဲစရာကြီးတော့ဒေါ်စည်းကြီးတို့ဘာလို့ဆဲတာစိတ်ဆိုးနေလဲဆိုးပေါ့ဗျာကျွန်တော်တိုင်းပြီနော်နိုင်ငံရေးခင်းချင်းမှာဒါနိုင်ငံရေးအရာပြောတာအခုတိုင်းပြီဒုက္ခရောက်နေတဲ့အချိန်မှာတော့ခင်ဗျားတို့အားလုံးနော်ဒီဇွဲတက်လို့လို့ရွှေဆိုင်မှရှင်နေ เนาะချိပါတယ်နာမည်ကြီးတွေအောင်သမားကြီးတို့ဝိမ့်စိန်တို့အဲကျွန်တော်တော့ကြီးညာသူတို့ဖြစ်သွားအောင်မယ်เนาะဒါကျွန်တော်မကြီးညာလူတွေတည်တယ်ဘာလို့ပဇံချမ်းသာလူတွေလူပါလောက်ကြပါကျွန်တော်နိုင်ငံတို့အားလုံးဝိုင်းဝန်းပြီးလောက်ကြစမ်းပါဗျာเนาะမြန်မာပြည်မှာနာမည်ကြီးတဲ့ရွှေဆိုင်တွေကတော့အဲ့ဒါတွေပဲရှိမှာပေါ့ဇွဲတက်တွေအောင်သမားကြီးတွေဝိမ့်စိန်တွေဘာလို့နာမည်ကြီးရှိတယ်ကျွန်တော်လည်းပဇံမရှိတော့ရွှေမလို့ဘူးတော့မသိဘူးเนาะပြင်းဦးလင်မှာဆိုရင်မှာဇော်မင်းဦးရွှေဆိုင်တွေเนาะ အဲ့ဒီချာမှာကြွယ်ရမှာဝိုင်းပြီးတော့ကြက်ရမှာရဲ့မလားလူမသိချင်လို့မရဘူးလူသိအောင်လုပ်ရမှာဒီအချိန်တွေမျိုးကတိုင်းပြည်မှာလို့ကူဇွဲတယ်လို့မစိုးရင်ကြောင်းယူမူလာပကတိရှိအောင်ပြန်လုပ်ပေးပါမယ်လို့အောင်သမารိယလည်းဟာဒီပြည်သူလူထုအတွက်ကျွန်တော်တို့ဘီလင်ဘလောက်ပါဝင်ပါမယ်လို့အဲ့ဒါအစိုးရအားပေးတာမဟုတ်တော့ခမားတို့ကြိုက်ချင်းမကြိုက်ချင်းအစိုးရနဲ့မဆိုင်ဘူးကျွန်တော်တို့တိုင်းပြည်လုံးနော်ကကြီးတော်မှာဆိုင်နေတာနော် ဒီအချိန်မှာလူခိုင်းနေတာလူကြဒီအချိန်မှာလူခိုင်းနေတာလူလူကြဘလို့ဘွားမျိုးပဲရောက်သွားရောက်သွားเนาะအလူဆိုတာဒီအချိန်မှာလူခိုင်းနေတယ်အားလုံးဝိုင်းလူဟောလူပြီးတော့မှပြီးတော့တချိန်ကหนีခဲ့တာတွေစိမ့်ခဲ့တာတွေဝါခဲ့တာတွေတက်မလို့အားပြီးထောက်ခံပါလေ NLD အားပြီးထောက်ခံပါလေပြီးခိုင်ရိုးထောက်ခံပါလေလုံးမနေနဲ့တော့အားလုံးကငါတို့မိသားစုပဲဆိုရယ်စိတ်နဲ့ပဲတွေ့တဲ့အချိန်ကဖက်ဖက်နမ်းပြား ဲ့လားပေးစာရှိပေးယူစာရှိယူအခုကျွန်တော်သွားကြည့်လိုက်တယ်မင်းငုံးမက်မှာယောက်ျားလေးတွေမတွေ့ရတော့ဘူးဘုံကြီးကျောင်းထဲမှာမင်းကလေးတွေကြီးပဲအဲ့ဘလို့လုံးအဲ့လျာနေကြီးတခုကလည်းဖြည့်ရှင်းအောင်မယ်ယောက်ျားတူကြီးကမိမတွေကြီးပဲဟာကျွန်တော်ကားလေးကနေကြည့်နေယောက်ျားတွေကဘယ်ရောက်ပုံလဲပေါ့ကြည့်တာယောက်ျားတွေမရှိတော့ဘူးလေ PDF လုံးလို့တော်ရရောက်တဲ့ကောင်ကရောက်နေပြီတေတဲ့လူကတေနေပြီသိရမလားယောက်ျားတူကြီးက တော်တော်ရှားပါနေပြီစကိုင်းဘက်မှာစကိုင်းဘက်မှာလှူတယ်လှူတယ်ကျွန်တော်ပြောတဲ့အခုဒီ light လွန်းနဲ့ light လွန်းကိုကဘာကိုကြည့်လိုက်ဟုတ်လားမဟုတ်လားဟုတ်တယ်ဆိုဘုန်းကြီးတော်မှန်းနေမိမတွေပဲနော်မိမရောကိုဝင်ဆောင်မိမတွေမတွေ့ဘူးဘိုင်မကြီးတော့ဘူးမိမတွေကဟုတ်လားဘိုင်မကြီးတော့ဘိုင်ကြီးအောင်လုံးမဲ့ကောင်လည်းမရှိတော့ဘူးထင်တယ်လစ်ကုန်ပြီလားမသိဘူးအဲ့တော့ရတော့နောက်ဆုံးကြတော့ပြန်ကြည့်လိုက်တော့ကိုနိုင်ငံသူကိုနိုင်ငံသားတွေအားလုံးက နော်အခု period တွေဟိုတွန်တေးဗာလို့တီးဗာလဲတီးတိန်တီးတိန်လာဗာလဲအဲ့တိုင်တွန်းဆန်တွန်းဆန်မှာနော်ခရစ်ယာန်ဘာသာဝင်တွေနဲ့ဗုဒ္ဓဘာသာဝင်တွေနဲ့ကားနေပြီးတော့မှတက်မတော်တိုက်တယ်တက်မတော်ထဲမှာလဲခရစ်ယာန်တွေရောဗုဒ္ဓတွေရောအစ္စလာမ်တွေရောရှိကောင်းရှိမှာပေါ့ဒါပေမဲ့ ခရစ်ယာန်ဘာသာဝင်တွေဒီနေနေတခုပေါ်တော့ရဖို့အတွက်ကို ကျွန်တော်ဒါဘာသာရေးပြောတာမဟုတ်ဘူးနော်အဲ့ဒီလက်ရှိတွန်းဆန်မှာဖြစ်နေတဲ့ဇိုမီတို့ဘောင်းနဲ့ဖြစ်နေတဲ့နေရာမှာအဲ့ဒီပီဒီဟက်တွေကခိုင်းတာလုပ်နေရတယ်ကိုကိုကိုလိုရှက်တဲ့နယ်လို့ထင်တာပဲနော်အဲ့ကြောင့်တော့တချို့ကြတော့ဘာသာရေးယူဝါဒတွေကိုတိတ်ပြီးတော့မပြောချင်တာကဟိုကျွန်တော်ရခိုင်မှာဆိုရင်ရိုရင်ဂျာဆိုပြီးတော့မှ နေမီတကူဖန်တီးဖို့လုပ်ကြတယ်လုပ်တဲ့နေရာမှာဘာဖြစ်လာလဲဆိုတော့အစ္စလာမ်ဘာသာဝင်တွေဖြစ်တော့နိုင်ငံရေးတချို့တွေးခေါ်တဲ့လူတွေကရန်တိုက်ပေးကြတယ်အဲ့လိုပဲကိုဗုဒ္ဓဘာသာဝင်ရလဲဘာမှမသိဘူးနော်အဲ့ဒီအောက်မှာသွားပြီးတော့ဥမေအောင်လိုင်းကိုတော်လိုင်းမယ်တဲ့ခေါင်းငါမင်းတို့မင်းမဲဥမေအောင်လိုင်းပေးပြီလားခုဟမ်မင်းတို့တိုက်လို့ဥမေအောင်လိုင်းပေးလားမင်းပထွေးရဲ့စကိုင်းတော်ရောက်နေသေးတယ်အေးမင်းပထွေးရဲ့ ဦးမေအောင်နိုင်ရဲ့မွေးသားသားဇော်ဘုံရင်ကမင်းကွန်းတော်ရောက်သွားသေးတယ်နော်ဘိုးရလေးပြုဘိုးရလေးပြုဆိုတော့မွေးသားသားဟိုမှာမင်းကွန်းနေပါရောက်သွားသေးတယ်ဟမ်ဦးမေအောင်နိုင်စကိုင်းပါသွားသေးတယ်အဲ့မှာဟက်စကီနစီနဲ့ဟမ်အတရတဲ့ပဲသူကသွားပြီးပြန်ငါကသွားမင်းတို့တိအောင်ပြောပြတာမင်းတို့လုံးလို့ရလားအခုဦးမေအောင်နိုင်ပေးလား ဥဆိုးဝင်သေးလားဘာဖြစ်သွားလဲနေပြည်တော်ကြီးကငလင်လှုပ်လို့ဥမေအောင်လိုက်သေးလားဘာမှမသေးဘူးနော်အခုပဲတော့မန္တလေးတိုင်းငလင်လှုပ်လို့တိုင်းဘူးဥကြောက်ကိုထားတဲ့အပါဝင်စစ်သားတွေဘလောက်သေးလဲမသေးဘူးအခုနာမကတိုင်းဘူးဘုကျုံမျိုးမင်းတွေအပါဝင်စကိုင်းတိုင်းတိုင်းဘူးဝင်ကြီးချုပ်ဥမျက်ကျော်ဒီမန္တလေးမှာဝင်ကြီးချုပ်ကဥမျိုးအောင်သေးလားမသေးဘူး အဲမင်းတို့နားလဲသိလေအဲ့တော့ကျွန်တော်ကတော့ဒါဒီနေ့ကတော့အတုံးဆုံးပြောရတာပေါ့ကျွန်တော်လည်းအစီအစဉ်ကပြောဖို့အစီအစဉ်မရှိဘူးကျွန်တော်လည်း3 4ရက်လောက်နောင်မယ်မပြောဘူးဒါပေမဲ့စစ်သတင်းရတော့ကျွန်တော်ပြောနေတယ်နောက်တစ်ခုတက်မတော်ဒီလဘကလဘကဒီတိုင်းပေါ့နော်တိုင်းနဲ့ဒီလဘကကမန္တလေးတိုင်းထဲမှာရှိတဲ့ပြည်သူလူထုကိုသွေးခွဲဖို့အတွက် နော်သတင်းတစ်ခုတစ်ခုကြားထားတယ်သတင်းကဘာသတင်းလဲဆိုတော့အစာစိတ်သိမ့်အောင်လုပ်မဲ့ဆိုတဲ့သတင်းမျိုးပေါ့နော်ဒါဒါကတော့လက်ရှိမြေပြင်မှာတော့မရောက်လာသေးဘူးပေါ့နော်ရောက်လာရင်ကျွန်တော်သိရမှာပေါ့နော်အသိရမှာကျွန်တော်မှလည်းသတင်းတွေပေးထားတာရှိတယ်ကျွန်တော်မပြောသေးဘူးနော်အဲ့တော့ဟိုစစ်သတင်းတွေကတော့ကျွန်တော်တို့ကပြောပေးနေတယ်ဒါပေမဲ့ကျွန်တော်ကလူကြီးတွေပြောတဲ့ကြောင်လူကြီးတွေကဟိုဒီစစ်သတင်းတွေကိုကြည့်ပြီးတော့အထက်ကိုတော့ပြန်လေတင်ပြတာတော့ရှိတယ်ဒါပေမဲ့ကြံပြီးမှကျွန်တော်တို့ တက်မလို့အနေနဲ့ပြန်ပြီးတော့ပေါ့နော်ဟိုဟာဖြစ်မှာဖြစ်တယ်အဲ့တော့ကြံအတွင်းမှာဒီပြင်ဦးလွင်ဒီဘက်ပေါ့နော်ကျွန်တော်တို့ဗန်မွေးတို့အမ်ဟိုဟာပေါ့တိဘာလဲသူပြောတော့ဗကန်းကော်တို့နော်ကန်းကော်တို့အဲ့ဗန်မွေးတို့ကန်းကော်တို့တတိထားပါမယ်အခုရောက်နေပါပြီသူတို့ဘာလုပ်မလဲကျွန်တော်လည်းမသိဘူးမသိဘူးရောက်တော့ရောက်နေပြီ4 week တွေနဲ့မနေ့က7 9စီးရောက်တယ်မနေ့တနေ့ရောက်တယ်ဒီနေ့လည်းထက်ရောက်တယ်လူတွေ အင်အားအကုန်လုံးကတတော်များတယ်လို့ပြောတယ်နော်ဖြန့်ကျက်ထားပြီလို့တော့ကျွန်တော်ပြောတယ်နော်အဲကျွန်တော် YouTube မှာတရားဝင်ကျွန်တော်ပြောတာဖြန့်ကျက်ထားတယ်ကျွန်တော်လည်းသတင်းပေးပြီးပြီနော်ပေးတယ်ပေးပြီးပြီးလောက်တာမလောက်တာတော့ငါတို့ကပြစ်ခတ်ရပါတယ်ဆိုပြီးတော့ဟိုကဝင်လို့ရင်တော့ခံပေါ့ဗျာမတိဘူးအဲကြရင်တော့တည်ရမလားအခုညောင်ချိုးပဲကြည့်လေဖလန်းပဲကြည့်လေဖလန်းနဲ့ချောက်ချစ်နော်မပြောတော့ပါဘူးထားလိုက်တော့နော်တိပါတယ်လူကြီးတွေတိလောက်ပါတယ် နော်ညောင်ကျိုး50 50ပဲနော်အော်တယ်အော်တယ်ဇော်ဘိုးရင်းတို့ကချစ်လွန်းလို့အော်တယ်ပြောတယ်သတင်းတွေပေးတယ်ချစ်လွန်းလို့ဒါပေမဲ့ဗျာကြာလာတော့ကျွန်တော်တို့လည်းဗျာလူတွေလေဗျာဟုတ်လားမလားကျွန်တော်တို့ကအဲ့ဒါကြောင့်မလို့ပြောတာကျွန်တော်အမြဲတမ်းပြောတယ်စာတာလည်းစာတာလုံးလုံး SB ကလည်း SB လုံးလုံးလို့နော်တက်မတော့ ဒါကလည်းတက်မလို့ဒါအလုံးလို့ဒါပေမဲ့အဲ့ကိုလို့ကိုကိုဝိတရားနဲ့အလုံးလို့နေတယ်ဆိုရင်တော့ကျွန်တော်တို့တိုင်းပြည်အတွက်ဒီလိုဝန်ထမ်းမျိုးတွေကမရှိသင့်ဘူးကျွန်တော်တာဝန်နဲ့နိုင်ငံနဲ့လူမျိုးတွေပေးဆက်ဖို့ဆိုတဲ့စိတ်နဲ့အလုံးလို့ရင်တော့ကျွန်တော်တိုင်းပြည်အေးချမ်းပါပဲဘာလို့ကျွန်တော်အဲ့လိုပြောရလဲကားတွေလာတယ်လွတ်ပေးလိုက်တယ်ပတ်စံနေယူပြီးတော့ဟမ်အောင်သွားကြတယ်လာကြတယ်။ဟိုနေ့ကဆိုတော့ကိုချင်းစာပါတယ်နာပေါက်မှာနာပေါက်ဂိတ်မှာဆိုရင် စစ်တပ်လည်းရှိတယ်ရင်ထိန်လည်းရှိတယ်နော်ဟိုတချို့လည်းပြောတာပေါ့နာပေါက်ကိကြပြီးပစံဘလောက်ချမ်းသာသွားတယ်လို့ဒါပေမဲ့ကျွန်တော်အမြင်ကတော့သူတို့ပစံရတာကျွန်တော်တော့မမြင်ဘူးကျွန်တော်အမြင်တာကသူတို့ပင်မနေရမြင်တယ်နော်ကားတွေအများကြီးရင်တွေအများကြီးအဲ့လိုပဲပေါ့ကိုတော်ဝင်ကိုပြီးပြီးပန်ပန်နဲ့နိုင်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 နေနေနဲ့ယူနိုင်ပြီးတော့မှလုံနိုင်ကိုင်းနိုင်မယ်ဆိုရင်တော့တိုင်းပြည်အမြန်အေးချမ်းပါပဲနော်အဲ့တော့ဟို ငါတို့လည်းလုံနေတာပဲလို့ပါလို့ဟုတ်တယ်လုံနေတာမှန်ပါတယ်နော်လုံနေတာမှန်တယ်ဒါပေမဲ့အဲ့ဒီလုံနေတာမှန်ကန်တာကထိရောက်မှုရှိဖို့တော့လိုတယ်လေဗျာသိရမလားတာဝန်နဲ့ဝတ္တရားဆိုတာကခွဲခြားတာလို့ရပါတယ်ဝတ္တရားနဲ့တာဝန်ဆိုတာမတူဘူးလေကျွန်တော်တို့ပြောချင်တာအဲ့ဒါဟိုကျွန်တော်တို့နဲ့အပူပေါင်းပါညာကျွန်တော်တို့အာမင်းဟုတ်တယ်ခမားတို့ပြည်လို့လို့အောင်မြင်နေဆိုရင်ရမခါလည်းမကြဘူး နာမဟိုနာပခလည်းမကြောက်ဘူးနာခခငါလည်းမကြောက်ဘူးနော်အကမတို့လှုပ်လို့အောင်မြင်တယ်ဆိုရင်ပြောတာပါအားလုံးပူပေါင်းပြီးလှုပ်တယ်ဆိုရင်နောင်ချိုလည်းမကြောက်ဘူးတီဘိုးလည်းမကြောက်ဘူးကြောင်မဲလည်းမကြောက်ဘူးဘာလို့လဲဒီတရင်ရင်းမြစ်တွေမပူပေါင်းလို့လေမပူပေါင်းမဲနဲ့ပြီးလို့ချင်းခမားတို့အပြစ်လဲပြောလဲပြောမိရောအာကျောတော့နေရာတွေဒေသတွေပါပြည်သူလူထုတွေပေးထားရတာလေဒါတော့တော့ပြောမှာပေါ့ဟုတ်လားအမြန်လန်းယုံကတက်ပြီးတော့မှ PDF က ဩဝါဒခြွေဝါတာလေးပရိသရာခြွေသွားပရိသရာပရိသပင်လို့စကားပြောဝါတာလေးကားတွေတားပြီးတော့အဲလိုတော့ပြောခွင့်မရှိဘူးလားဟမ်အဲ့လိုပြောခွင့်မရှိဘူးလားပြောမှာပေါ့အဲ့လိုတော့အဲ့လိုတော့ခံပေါ့ပြောရင်မဟုတ်လားအမြန်လမ်းပေါ်မှာအမြန်လမ်းရေမင်းကြီးရဲ့ကောင်းတက်တိတ်တော့ပြစ်တာလေကံကောင်းလို့မတည်တာလေမဟုတ်လားဟိုမိတက်လင်မယောက်ခေါ်တော့တာလေဟုတ်လားနှကောက်လုံးလေး ထမတကောက်ကဒီစပက်ကားတွေအကုန်လုံးတားပြီးတော့မှ318မိုင်မှာပြောသွားတာလေ PDF ဆိုကောင်ကအဲ့ဒီအယ်ဘော်တက်လာတာနှထိုးကြီးအဲ့ဒီမြင်းညံပင်စီဘက်ကနေပြီးတော့မှဟာအဲ့လိုတော့သဘောကြီးပြောတာမလုံးတင်နေတော့ပြောမှာပေါ့ဟုတ်လားကျွန်တော်တို့တိုင်းပြည်နဲ့နိုင်ငံလူမျိုးတော့လှုပ်လှုပ်တာပဲလေပြောတင်နေတယ်လို့ပြောတာပေါ့မဟုတ်လားဒါကတော့စိတ်မဆိုးနဲ့လေစိတ်ဆိုးလို့မရအောင်စိတ်ကောက်လို့မရအောင် ဆိုခြင်းဘာလို့ရမလဲသိလားနှွေစုစုနှွေစုနော်နှွေစုစုကျွန်တော်စိတ်မဆိုးနဲ့နော်စစ်စင်ရဲ့ဂျီဝိုင်းကြီးတွေလည်းကျွန်တော်စိတ်မဆိုးနဲ့နှွေစုစုအသက်ဆွဲတဲ့နှွေစုပြူချစ်အားပို့လို့နေသူခင်ကိုဆိုတာပြောလာ နှွေစူးစောစူးလို့ရမယ်စိတ်တော့မစူးပါနဲ့လို့တောင်းပန်ပါတယ်လို့နော်နှွေစူးလေးစူးပါနော်ဇောဘုံရစိတ်မစူးနဲ့နှွေစူးစူးနော်ပြောပြပါဗောပြည်သူတယောက်နဲ့စပီကာတယောက်နဲ့တိုင်းချစ်ပြည်ချစ်ပုံကိုတယောက်နေနဲ့အုတ်တချက်သေးတဲ့ဘွေတယောက်နေနဲ့ဒီလိုပြောရဲဆိုရတဲ့လူကရှားတယ်လေဟုတ်တယ်မလားဒီလိုအမှန်တရားကိုချပြရတဲ့လူကရှားတယ်လေလက်တွေ့ဖြစ်နေရလေအားလုံးကပါဝင်ရမယ်ပူပေါင်းရမယ်ပတ်သက်ရမယ်လက်တွဲရမယ်ညှိနှိုင်းရမယ်တရင်ရေးမြစ်တွေကိုယူရမယ်ဟုတ်တယ်မလား ကျွန်တော်ဟိုမှာတိုင်ပြီဒီမှာတိုင်ပြီတော့လည်းမပြောပါနဲ့ကျွန်တော်လည်းအပြင်သွားနေပါတယ်အပြင်မှာပဲလှုပ်လှုပ်နေပါတယ်သွားနေတာပဲခြားနေတာပဲထုထောင်းနေတာပဲဟုတ်တယ်မလားထုထောင်းရမယ့်နေရာဆိုပြောလိုက်တာပဲခြားကွာတွေ့ကွာဟုတ်တယ်မလားရပါတယ်တနက်တက်လက်တာပေးလိုက်ပါရှေ့တန်းကိုဘယ်ဟိုအခုတောင်းဝင်ရှိတဲ့လူချင်းမင်းတယောက်ကျွန်တော်ကိုတနက်တက်လက်ပေးလိုက်တနက်တက်လက်ပေးခြေတံပေးလိုက်ပေးပြီးတော့ကျွန်တော်ရှေ့တန်းတော့ဝင်ရောက်ဇော်ပွင့်ရောက်ဗန်ပွင့်ပါပဲဖြစ်ဖြစ်ဟိုတန်ဖိုးကြောင်ပွဲလေးပါပဲဖြစ်ဖြစ် အဲ့ဒီဘူဟာကုန်းမှာအဲ့ကောင်ကိုတနက်နေ့တင်ထားလိုက်လို့အမိန်ပေးရတဲ့လူရှိရင်ပေးလိုက်အဲကျွန်တော်ကိုယ်တိုင်သွားမယ်ချားမယ်ကျွန်တော်ကိုယ်တိုင်မဟုတ်တော့ကျွန်တော်တယောက်တည်းမဟုတ်အများကြီးပါလာအောင်ပါစော်ပွဲနဲ့တူတူတိုက်ပွဲဝင်မယ်ဆိုတဲ့လူတွေအများကြီးပါလာအောင်ပါတာဝန်ပေးရတဲ့လူအမိန်ပေးရတဲ့လူပဲလို့လားကျွန်တော်တို့ကတော့စော်ပွဲကိုတနက်စော်ပွဲနဲ့ပေါင်းပါဝင်တနက်အလက်90ကိုအဲ့ဒီဘူဟာကုန်းမှာတင်ထားပါတယ်လို့တစ်ချက်ပဲပြောလိုက်ချားလို့ပြောလိုက်တွေ့ချက်ကတော့လန်ထွက်နေတယ် နော်အခေါ်တော့မှမှရဲမတော်ပြည်သူစစ်ကိုနေမျိုးချော်ကလူတွေမှာခေါ်ကြတော့မှာခေါ်ပြီးတော့တိုက်မှာကျွန်တော်က30ရို30ရောအကုန်တွေ့ပလိုက်မှာသိရမလားအေးတခုတော့ရှိတယ်လက်နဲ့ခဲရမ်းနဲ့ရိတ်ကာနဲ့လုံလုံလောက်လောက်ကပေးလိုက်ချအကွာလို့ကပြောလိုက်ဟေးအောင်တက်ဆန်းဆိုအသေးခံပြီးတက်ခိုင်းသတ်တေပလိစီဗျာချမှာပေါ့ဘယ်တက်နိုင်မလဲမဟုတ်လားတေတော့တော့ဗာဖြစ်လို့လေကျွန်တော်တေသွားရင်ကိုတော်နာမည်ကြီးဦးမယ်ဟာကိုတော်ဘုန်းကြီးစစ်တိုက်ပြီးတေတာဟာဆိုပြီးပြီးသွားမှာနော် ြောချင်တာအဲ့ဒါပါအဲ့တော့မြန်မာတိုင်းငံလုံးယတနာတုတ်နဲ့နော်အဓိကတော့ယတနာတုတ်ပေါ့ယတနာတုတ်နဲ့မင်္ဂလာတုတ်ပေါ့နော်အဲ့ဥစ္စာကိုယတနာတုတ်ကိုရုပ်ဖို့ကတော့အဲ့တော့ရှမ်းပြည်နယ်တောင်ပိုင်းကလွင်လွင်ဘက်ကရှိနေတဲ့အကိုတယောက်ကလှမ်းပြီးတော့မှတံပိုးနေတီးတယ်တဲ့အဲ့ဒါတံပိုးနေတီးတော့အခုယတနာတုတ်ကိုရုတ်ခိုင်းဖို့လေလိုင်းပေါ်မှာဆော်ပေးပါတဲ့မင်္ဂလာတုတ်ကတော့ကျွန်တော်အိမ်မက်လာပေးလို့ ပေါ့နော်ကျွန်တော်လည်းမရအောင်ကျွန်တော်လည်းမှစာအုပ်ပတ်ပြီးတော့ကြည့်ပြီးတော့ဟောဖျက်ရမှာနော်အဲ့တော့ကြတော့ကျွန်တော်တိုင်းပြည်ကျွန်တော်နိုင်ငံကျွန်တော်လူမျိုးတွေကျွန်တော်တို့အေးချမ်းချမ်းနေခြင်းနဲ့စိတ်စိတ်ရင်းအမှန်နဲ့ပဲကျွန်တော်ကအရာအလုံးလုပ်တာပါအဲတက်မလို့အတိုင်းဝိုင်းရပဲဖြစ်ဖြစ်နော်ဘယ်ရပဲဖြစ်ဖြစ်ပါကျွန်တော်မားရဆိုရင်လည်းကျွန်တော်ဖုံးဆက်ပါနော်68 98 44လုံးနဲ့ခွန်ရှိတော့၅၃လုံး၃ညာ၉၃ညာအဲ့ဒီဖုန်းနှလုံးကိုကင်ပါတယ်เนาะကုသိုလ်ဘုန်းကြီးကျွန်တော်ကတော့မှားသွားတယ်လို့ ပြောလို့ရပါတယ်အေးညီလေးဘာမှစိတ်ထဲမှာမထားတော့ပါဘူးလို့ပြောလို့ရနော်အဲငါတိငါတတ်တော့မလုပ်နဲ့ငါကြီးပဲတော့မလုပ်နဲ့ငါတယောက်တည်းတဲ့ဒီနိုင်ငံထူထောင်လို့တော့မရဘူးလေအဲ့တော့အားလုံးကပူးပေါင်းပြီးတော့မှလုပ်ရမယ်ဘာသာတရားပဲဖြစ်ဖြစ်စည်ရေးရပဲဖြစ်ဖြစ်နော်တိုင်းကျိုးပြည်ပြူအလို့ဆိုတာကလူတိုင်းလုပ်လို့ရတယ်မလုပ်ရဲလို့မလုပ်တော့ဘာမှမပြောဘူးလုပ်ရဲတဲ့ကျွန်တော်တို့လူတို့ခင်ဗျားတို့မှာယာရုတွေရှိတယ်အာနာတွေရှိတယ် ါဝါတွေရှိတယ်ဆိုပြီးတော့မစော်ကားနဲ့ခမားတို့စော်ကားလို့ငြိမ်ခံနေတဲ့အဲမှာစော်ကုန်းမပါဘူးကျွန်တော်ရဲ့အကြောင်းကိုသိကျင်နေဆိုရင်ခမားတို့ကပြောတယ်ကျွန်တော်ဘာပြောလိုက်လဲဆိုတော့ငါအကြောင်းသိကျင်ရင်အဲ့အဲ့ဦးကိုမေးလိုက်ပေါ့အဘေးမှာကျွန်တော်ဦးလေးတယောက်ပါတယ်ဦးလေးမပါဘူးကျွန်တော်အကိုကြီးတယောက်ပါငါအကြောင်းသိကျင်ရင်နဲ့မေးလိုက်တယ်ဆိုတော့အေးငါအကြောင်းသိကျင်ရင်မင်းလည်းမေးလိုက်လိုက်မေးစော်ကုန်းပါကောင်လည်းသိကျင်ရင်မင်းလိုက်မေးလိုက် ဟုတ်ပြီလားเนาะလိုင်းမေးငါထိုးရတာမြန်မာနိုင်ငံအလံမြန်မာနိုင်ငံမြေပေါ်နိုင်နေမှာငါဘုရားရှင်မှာမြန်မာနိုင်ငံအလံရှိတယ်မြန်မာပြည်ငင်းချမ်းဖို့အတွက်အဲ့ဘုရားဘုရားရှင်မှာမြန်မာနိုင်ငံအလံကိုခင်းပြီးတော့မှဆူတောင်းပေးနေတာအဲ့ဒါပဲမင်းသူ့လူကိုလူတွေကြီးပဲလူပါတော့လာမွားနဲ့ကြွချဲတယ်ထဲမှာဇောဝင်းမပါဘူးဟုတ်ပြီလားโอเคမြန်မာပြည်အများဆုံးငင်းချမ်းပါစေရှင်းလင်းရောက်နေတဲ့တက်မတော်သားတွေဘေးရနေကင်းရှိပြီး နောက်တန်းမိသားစုတွေနဲ့အမြန်လုံးပန်နဲ့ပြန်လည်ပေါင်းဆက်နိုင်ပါစေ။ငလင်ဘေးတန်တင့်ခဲ့တဲ့ပြည်သူပြည်သားအားလုံးလည်းမူလပရမလိုပဲအဆအဆအရာအရာအစဉ်ပြေမဲ့ရက်ကိုအမြန်ဆုံးရောက်ရှိပါစေလို့ကျွန်တော်အဖြေခံပေါ်နဲ့အမုန်းခံလူသားစော်ဘုံရနေစုမုံကောင်တောင်းပေးလိုက်ပါရစေ။ဒီ లై ကိုကြည့်ရှုနေတဲ့ညီကောင်မောင်နှမတွေအားလုံးလည်းကောင်းခြင်းဆိုးခြင်းတွေရှိပါမယ်။အဲ့ဒီပေါ်မှာလူသားတယောက်ဖြစ်နေတဲ့အတွက်ခံယူချက်နဲ့ခံစားချက်တွေဆိုတာရှိပါတယ်เนาะ ဲ့ဒါလေးတွေကိုခွဲခြားစိတ်ပြန်ပြီးတော့မှနားထောင်ပေးပါလို့ကျွန်တော်ဆန္ဒပြုပါတယ်။ဒါရဲ့ကြည့်ရှု